အိန္ဒိယမှာအခွဲစိတ်မှုအောင်မြင်ခဲ့လို့အရင်လိုလမ်းပြန်ရှောင်းနိုင်တော့မယ့်အကြောင်းအခုလိုဝမ်းသာစွာအသိပေးလာတဲ့ဆွမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် ကျမ်းမာရေးမကောင်းတဲ့အခြေအနေတွေကနေထပ်မထားတဲ့ပုံစံနဲ့ပြည်သက်ရှိကိုပြန်ရောက်လာတာကတော့ဇမင်းသားကျော်စွမ်းစာနေဖြစ်ပါတယ်။စွမ်းစာနေကသူ့ရဲ့မတင်တော်တဲ့လုံရက်တွေမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်လမ်းတောင်မလျှောက်နိုင်တော့တဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရပြီးတော့ကျမ်းမာရေးအခြေအနေစိုးရင်ခဲ့ရပါတယ်။ဒါပေမဲ့အခုတော့လုံဝကိုပြောင်းလဲသွားပြီဖြစ်ပြီးပုံမှန်အခြေအနေတိုင်းလမ်းပြန်လျှောက်နိုင်ပြီဖြစ်တဲ့အကြောင်းပုံရိပ်လေးတွေနဲ့ခြားပြလာခဲ့ပါတယ်။ ဒီလိုမျိုးလမ်းလျှောက်နိုင်ဖို့အတွက်ကိုလွယ်ကူခဲ့တာတော့မဟုတ်ဘဲနိုင်ငံသားထိသွားပြီးတော့စေကူသားမှုတွေကိုခံယူခဲ့ရတာပေါ့အိန္ဒိယနိုင်ငံမှာခွဲစေကူသားမှုတွေပြုလုပ်ရင်းနဲ့အရင်အတိုင်းပြန်လည်လမ်းလျှောက်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင့်စေကူဖို့စီစဉ်တဲ့အခါမှာပတ်စံမရှိတဲ့အတွက်အခက်အခဲဒုက္ခတွေရောက်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းစွမ်းစာနေကိုချစ်ခင်အားပေးကူညီခဲ့ကြတဲ့ပရိသတ်တွေမိတ်ဆွေတွေရဲ့ကျေးဇူးတွေကြောင့်အိန္ဒိယနိုင်ငံမှာခွဲစေကူသားမှုပြုလုပ်ဖို့အတွက်အဆင်ပြေသွားခဲ့ရပါ ဒီကနေ့လာကပဲကျမ်းမာရေးမကောင်းတဲ့ကြားကနေအိန္ဒိယကိုအရောက်သွားပြီးခွဲစိတ်ကိုတာမှုခံယူခဲ့တဲ့ဇမင်းသားဆွမ်းစာနေကအခုချိန်မှာတော့ပုံမှန်လူကောင်းတယောက်လိုလမ်းပြန်ရှောင်းနိုင်ပြီလို့သိရပါဗျ။အိန္ဒိယနိုင်ငံရဲ့ဈေးပညာတွေကတကယ်ကိုအဆင်ပြေပြီးတော့ပုံမှန်ထက်ထူးခြားတဲ့ကုသမှုတွေကိုပြုလုပ်ပေးနိုင်ခဲ့ရကြောင်းအချိန်ခဏအတွင်းမှာအကောင့်တိုင်းပြန်လည်လမ်းလျှောက်နိုင်အောင်ကုသပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆွမ်းစာနေရဲ့အချိန်တွေကအရက်တွေအလွန်ကြောတောက်သုံးပြီးတော့သွေးကြောတွေပိတ်မိကခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးရတော့မလို့ဖြစ်သွားခဲ့ရပါမြန်မာနိုင်ငံ မှာဆေးဆေးကုသမှုတွေအများကြီးပြုလုပ်ခဲ့ပေမယ့်ဘလို့မှကုသဖို့မတက်နိုင်တော့လို့ဝန်ထဲစရာကြာတိခဲ့ရတာဖြစ်ပါတယ်။အရန်နဲ့မြေကြီးနေတဲ့ဆရာထူးခန့်ကျော်စီကိုတွားရောက်ပြီးတော့ကုသမှုတွေခံယူခဲ့ရတောင်းမသက်တာခဲ့တဲ့အတွက်အစွမ်းစာနေလဲအရန်ကိုဝန်ထဲနေခဲ့ရတာပေါ့။ဒါပေမဲ့အိန္ဒိယနိုင်ငံကနာမည်ကျော်ခွဲစိတ်ဆရာဝန်ကြီးတွေကတကယ်သက်တာပြောက်ခင်းအောင်ကုသပေးနိုင်နေဆိုတာကိုသိသွားပြီးတော့တိမ်မောင်းထောက်ချီအကုံချခန့်ကတွားရောက်ကုသခဲ့တာပဲဖြစ်ပါတယ်။ပြည်သက်တွေမိတ်ဆွေတွေရဲ့ကူညီမှုကြောင့်တိမ်ထောင်ချီကုံချမဲ့ခွဲစိတ်မှုကြီးကိုလ ုံနိုင်ခဲ့တဲ့စွမ်းစားနေကြောင်အခုဆိုရင်တော့ခွဲစိတ်မှုအောင်မြင်ပြီးတော့အကောင်အတိုင်းရှိနေတဲ့ခြေထောက်တွေကိုပြန်လည်ပိုင်ဆိုင်သွားခဲ့ပါပြီ။လမ်းပြန်လျှောက်နိုင်ဖို့လည်းလေ့ကျင့်နေပြီဖြစ်ပြီးနောက်ပိုင်းမှာအရန်လေးဝါသနာပါသလိုပရိသတ်တွေကလည်းအရန်ချစ်ခင်အားပေးခဲ့ရတဲ့ဇက်ကုံပေါ်မှာပြန်လည်ကပြဖြော့ပြေးတဲ့ဇမင်းသားဘဝကိုပြန်လည်ရှောင်လန်းတော့မှဖြစ်တဲ့အကြောင်းကိုအသိပေးလာခဲ့ပါတယ်။ကျမ်းမာရေးမကောင်းတဲ့အချိန်တုန်းကတောင်ပရိသတ်တွေအတွက်အကောင်းဆုံးကပြဖြော့ပြေးခဲ့ရကြောင်း အခုလိုနေကောင်းကျန်းမာစွာနဲ့ဇက်ပွဲတွေပြန်လည်ကပြရင်အရင်ထက်ပိုပြီးတော့ပြည်သက်အားပေးမှုများပြားလာမှာသိကြပါရယ်။အခုဆိုရင်တော့တခြားကျန်းမာရေးအခြေအနေတွေလည်းအဆင်ပြေနေပြီဖြစ်လို့အရင်လိုအမားတွေထပ်မလုပ်မိဖို့ပဲလိုအပ်တာပါ။လက်ရှိမှာတော့အိန္ဒိယနိုင်ငံမှာခွဲစိတ်ကူတာမှုတွေအောင်မြင်တဲ့အကြောင်းမကြခင်အကောင့်တိုင်းလမ်းပြန်ရှောင်းနိုင်တော့မယ့်အကြောင်းတွေကိုပုံရိပ်လေးတွေနဲ့အတူပြည်သက်တွေကိုအသိပေးလာခဲ့ရပါ။အမားတွေကြားကနေနောင်တတွေနဲ့ရုံထွက်ပြီးတော့ကျန်းမာရေးကောင်းမှုအောင်ကြိုးစားကဇက်ပွဲတွေကိုပြန်လည်ကပြတော့မယ့်စွမ်းစာနေကိုအရင်လိုပဲချစ်ခင်အားပေး ေးသွားကြအောင်ပါလားဆိုတာပြောခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်